Hello guys. စိုင်းဖိုင်ဇဝင်းနေမီတွေကိုဝင်ရောက်ဖို့အသင့်ဖြစ်ပြီလား။ကဘာနာကကိုပြောင်းလဲပြီမဲ့နောက်ဆုံးပေါ်တိတ်ပန်တဲ့နိဗ္ဗာန်တရင်တွေကိုစိုင်းဖိုင်ဇုံကနေတင်ဆက်နေပါပြီ။မနှစ်ကတော့အယ်ဘတ်ဟာနိဗ္ဗာန်လောကကိုပြောင်းလဲပြီမဲ့ဆိုရဲအယ်ဘတ် intelligence ကိုမိတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာဘာရီပါလာပြီလေ။ဘာရီကပျောက်ဆုံးနေသေးတာလေ။ အဖက်ရဲ့ကိုပိုင် AI ရဲ့အားတာချက်နဲ့အားနည်းချက်တွေကိုဒီနေ့ဗီဒီယိုလေးမှာလေ့လာကြည့်အောင်။မနစ်ကတော့အဖက်ဟာ WWDC 2024မှာသူရဲ့ဉာဏ်ပညာတစ်ခုလုံးကိုကြီးမားစွာပြောင်းလဲပြင်မယ်လို့ကတိတစ်ခုပေးခဲ့ပါတယ်။အဲ့ဒါဘာလဲဆိုတော့အဖက်ကထွင်လိုက်တဲ့ AI Apple Intelligent ပါပဲ။ဒါပေမဲ့2025မတ်လမှာ AI ရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝပေးတော့မယ်ကျုံးတော့မယ်ဆိုတဲ့အချိန်မှာ အဘယ် AI ဟာသူတို့ကြီးညာထားတဲ့အတိုင်းတကယ်ပဲအစွမ်းထည့်လားဆိုတာမိကွန်းထုတ်เสียရီဖြစ်လာပါတယ်။ဒါကြောင့်ဒီနေ့မှာတော့သူတို့ရဲ့စွမ်းဆောင်ရည်ကဘယ်အဆင့်ထိရောက်လာပြီလဲ။အရေးကြီးတယ်ဘလို့စွမ်းရည်တွေပျောက်ဆုံးနေသေးတာလဲ။ဘာကြောင့်ဒီလိုဖြစ်လာလဲဆိုတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။သူတို့ဟာအကြီးကြီးတွေပြောပြီးတော့ကြီးညာထားခဲ့ပေမဲ့စက်တင်ဘာလမှာထွက်ရှိခဲ့တဲ့ iPhone 17 series တွေမှာတော့ other intelligent အကြောင်းကိုဘာတစ်ခုမှမပြောသွားခဲ့ပါဘူးအခုလက်ရှိမှာတော့ software update တွေနဲ့ feature တွေတွေကိုပေးနေတယ်ဆိုပေမဲ့ဟိုဘက်က android ရပ်ကွက်ဘက်ကလောက်ထိတော့သူတို့ရဲ့ဟာတွေကမကောင်းမွန်သေးပါဘူးနောက်ထပ်အရေးကြီးတဲ့တစ်ချက်ရှိသေးတယ်အဲ့ဒါကတော့ apple intelligent ကို apple ခိုင်တဲ့လူတိုင်းဟာတုံးလို့မရဘူး apple intelligent ဟာ brand 8 kit နဲ့အထက် iphone တွေမှာတော့တုံးလို့ရတာကြောင့် apple က ကန့်တတ်ထားသလိုကြီးရောဖြစ်နေတယ်ဗျ iPhone 15မှာတော့မဒီ feature ကိုရမှာမဟုတ်ဘူးဆိုတော့ကိုလူကတုံးကျင်နေဆိုရင်တော့လဲမှာပဲရတော့မယ်ပေါ့ဒီ hardware ကန့်တတ်ချက်ကြောင့်ဒီ feature ကိုတုံးကျင်နေလူအချို့ကဖုန်းအတွက်ကိုမဖြစ်မနေဝယ်ရမယ့်အခြေအနေကိုရောက်သွားစေတယ်ဒါအပြင် Apple ရဲ့အနာဂတ် platform တစ်ခုဖြစ်တဲ့ Vision Pro မှာတော့မဒီ Apple Intelligent Feature တွေလုံးဝမပါဝင်သေးပါဘူးသူမှာ ကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဆိုတဲ့အချက်တစ်ချက်ရှိရယ်အဲ့ဒါတော့သူ့ရဲ့စွမ်းဆောင်ရည်အများစုဟာ one device ဖုန်းနဲ့မှာရင် အလုံးလောက်တာဖြစ်လို့ offline မှာပါအချက်လက်တွေကိုလုံခြုံစွာစီမံပေးနိုင်ပါတယ် Apple Intelligence ထဲမှာပါတဲ့အကောင်းဆုံး feature တွေရတစ်ခုကတော့ writing tools ပါဒီ tools ရဲ့အလုံးလောက်ပုံကစာသားတွေကိုကိုလိုချင်တဲ့ tones ပုံစံထည့်ပြီးတော့ရေးလို့ရတယ်ဥပမာခင်ဗျားစာတစ်ကြောင်းရိုက်လိုက်တယ်အဲ့စာမှာ ခင်ဗျာဒီစာကိုဖော်ယူတဲ့ပုံစံမျိုးရေးစီချင်တာလားပို့ပြီးတော့ professional ချအောင်ရေးစီချင်တာလားဒါမှမဟုတ်ရင်လူတို့ရှင်းဖြစ်အောင်ရေးစီချင်တာလားဆိုပြီးတော့အဲ့လိုမျိုးပုံစံနေနဲ့ပြန်ပြီးတော့ဒီကောင်ရေးခိုင်းလို့ရတယ်ပေါ့ဒီကောင်မှာ hover ရက်ကွက်က android တွေကို line မမီဘူးလို့ထင်ရတယ် feature တခုရှိရယ်အဲ့ကောင်က photo app တဲက clean up tool ပါ သူကတပုတ်နေတဲ့ကကိုမလို့ခြင်းတဲ့အရာဝတ္ထုတွေကိုအလွယ်တကူ ဖယ်ရှားပေးနိုင်တဲ့ feature တစ်ခုပေါ့ဒီကောင်းရဲ့စွမ်းဆောင်ရည်က Android ဘက်က AI နေလောက်တာအရာဝတ္ထုတွေကိုချိချိမိမိမဖယ်ရှားပေးနိုင်ဘူးလို့လူများစုကဝေဖန်ကြတယ်ဒါလည်းမှန်ပါပဲကိုလူတွေလည်း Apple နဲ့ Samsung ရှင်ထားတဲ့ view တွေကိုကြည့်ဦးကြမယ်နဲ့တူတယ်ဒီလိုမျိုးစုပ်ပြတ်တဲ့နေပုံတွေဘာကြောင့်ထွက်လာလဲဆိုတော့ Apple ဟာ privacy ကိုအလေးထားတာကြောင့်ခင်ဗျားတို့ရဲ့ပုံတွေကို online ပေါ်က server တွေပေါ်မတင်ပဲ on device မှာတွင် edit လုပ်တာကြောင့်ပဲနောက်ထပ်အသုံးဝင်လို့ပဲပြောရမလားအသုံးနည်းလို့ပဲပြောရမလားဆိုရဲ feature တွေလည်းရှိသေးတယ်ဥပမာ jammu ကြည့်လို့ပေါ့ Siri ကဒီဇိုင်းတဲ့မေးခွန်းတွေကိုစာရပြီးမေးနိုင်တဲ့စွမ်းရည်တွေတော့ရရှိလာတယ်။သူ့ရဲ့အကောင်းဆုံး upgrade ကတော့ ChatGPT နဲ့ပေါင်းလိုက်တာပဲ။ခင်ဗျားတို့က ChatGPT ကြီးဒါမှမဟုတ် ခီးသွွားလိုမျိုးရှုပ်ထွေးတဲ့မိကွန်းတွေကိုမေးတဲ့ခါမှာစီရီယာနေပြီးတော့ ChatGPT ကိုဒီမိကွန်းကိုမေးဖို့ခွင့်ပြုမှာလားဆိုပြီးတော့ခင်ဗျားတို့မေးလိမ့်မယ်ဒီပူပေါင်းဆောင်ရွက်မှုက OpenAI အကောင့်ကိုဖွင့်စရာမလိုပဲအခမဲ့တုံးဆွဲရမှာဖြစ်ပြီးတော့တုံးဆွဲသူရဲ့ချက်လက်တွေကိုအတုံးမပြုတ်ဖို့ကြော် Apple ကအာမခံထားပါတယ်နောက်ထပ်မိုက်တဲ့ feature တစ်ခုပြောပါဆိုရင်အကောင်ကတော့ virtual intelligence ဒီကောင်လေးရဲ့အတုံးပြုတ်ပုံကတော့ ကင်မရာကွန်ထရိုးဘတ်တန်ကိုဖိမယ်။ပြီးရင် ChatGPT ကိုကင်မရာနဲ့မြင်ရတဲ့အကြောင်းအရာတွေကိုမေးမယ်။ဒါမှမဟုတ်ရင် image search share မျိုးလေးလုပ်နိုင်တယ်။ဒီနည်းပညာဟာ2018ခုနှစ်တုန်းကထွက်ခဲ့တဲ့ Galaxy S8 လို့ဖုန်းတွေမှာပါခဲ့ပူပေမဲ့အခု ChatGPT ရဲ့ပိုစင်မြင့်တဲ့နားလည်မှုတွေကြောင့်ပိုပြီးတော့ကြီးကျမယ်လို့မျှော်လင့်ရတယ်။ဒီလို feature တွေရှိနေပေမဲ့အစောပိုင်းကကြေညာထားခဲ့တဲ့ ကဘာကြီးကိုပြောင်းလဲပြင်မယ်ဆိုတော့ဂျင်ညာချက်တွင်လည်းရှင်တော့ရေဘူအဖြစ်စိတ်ပြည့်စရာကောင်းတယ်လို့ပဲကျွန်တော်ကတော့သုံးသပ်ပါတယ် WWDC မှာပြခဲ့တဲ့အဓိက feature အတော်များများဟာအခုချိန်ထိမကြခင် လာမီ မျောဆိုတဲ့ဇာတာအဖြစ်နဲ့ပဲကျန်နေပါသေးတယ်အခုထိပျောက်ဆုံးနေတဲ့အရေးကြီးဆုံး feature ကတော့ Siri 2.0လို့ခေါ်ရဲအပြောင်းလဲအသစ်တွေလုပ်ထားတဲ့ Siri ပါဒီ Siri ဟာ update ရတဲ့အထိကိုဝင်ရမယ် လှုပ်ချင်တဲ့အကြောင်းအရာတွေကိုနားလည်ပြီးအလုပ်တွေကိုလုပ်ဆောင်နိုင်ဖို့ကြည်ရွယ်ထားတယ်။ဥပမာပြောရရင်လင်းနောက်ကြတာကားလမ်းပိတ်တာတွေကိုတီးပြီးခမရဲကောင်မလေးကိုဘဲချိန်မှာလေစိတ်မှာသွားချိုတက်နေဆိုတာကိုအကြံပေးတာမျိုးပေါ့။ဒီအစင်းမြင့်လှုပ်ဆောင်ချက်တွေနဲ့စီရီယာ2026မှာထွက်လာမယ် iOS 27ဒါမှမဟုတ်ရင်နောက်နှစ်တွေအထိကိုနောက်ဆုတ်သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဒီလိုနှိပ်ွေးပြီးတော့အစွမ်းမထက်တဲ့ AI ဖြစ်နေရတဲ့အဓိကအကြောင်းရင်းကတော့အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ Albert ဟာသူ့ရဲ့ privacy ကိုထားရတဲ့ဂရီကူကြောင့်ပါဒီလိုပြိုင်ပွဲတွေဖြစ်တဲ့ Samsung နဲ့ Google တို့က Cloud နဲ့ External Model တွေကိုသုံးပြီးတော့အစွမ်းထက်တဲ့ AI လုပ်တွေကိုဖန်တီးနေပြီမြင် Albert ကတော့ One Device ကနေပဲစီမံဆောင်ရွက်မှုကိုဦးစားပေးပြီးလှုပ်ဆောင်ပါတယ် AI ကနေလုပ်တဲ့အလုပ်တွေအတော့ကိုလည်း private cloud server တွေကိုသုံးပြီးတော့ တုံးဆွဲသူတွေအချက်အလက်တွေကိုတင်စီတာခြင်းလည်းမရှိဘူးတပ်ပါတီတွေကိုလည်းပို့ဆောင်ခြင်းမရှိဘူးဆိုပြီးတော့အထူးအာမခံထားပါတယ်ဒီလို privacy ကိုအလေးထားတာချီးကျူးစရာကောင်းပေမဲ့လက်ရှိမှာတော့ AI ရဲ့စွမ်းဆောင်ရည်တွေကိုကန့်ထတ်ထားသလိုဖြစ်နေပါတယ်အဘက်ဟာဒီ feature တွေအပေါ်မှာပိုကောင်းပြီး select ပြပြသွားမယ်ဆိုတဲ့သတင်းကောင်းလေးတွေတော့ကြားနေရပါတယ်ဒါပေမဲ့အခုလက်ရှိအခြေအနေကိုတော့ကျွန်တော်ကတော့အဆိုးဆုံးအခြေအနေတစ်ခုလို့ပဲမြင်ပါတယ် အဘဟာသူရဲ့ AI model တွေကိုကိုယ်တိုင် training လုပ်ဖို့နဲ့ဂျမနိုင်းလို external model တွေနဲ့ပို့ပြီးတော့ပူးပေါင်းဖို့စူးစမ်းနေရဆိုတဲ့သတင်းတွေလည်းထွက်နေပါသေးတယ်။ Other intelligence ဟာ productivity ကိုဦးစားပေးတဲ့ခေတ်ကြီးတွေမှာ privacy ကိုအလေးထားတယ်။သူ့ရဲ့စံနှုန်းတစ်ခုကိုတတ်မှတ်လိုက်ခြင်းကတကယ်အလားအလာရှိပြီးစောင်းအကြီးမားတဲ့ performance ကိုအခုချိန်ထိအပြည့်အဝမရနိုင်ပဲခရီးတစ်ခုဖြစ်ပဲဂျန်ရှိခဲ့ပါတယ်။ အားလုံးကိုဆိုင်ဖိုင်ဇုံဝင်နေမိတဲ့ကနေနှုတ်ဆက်လိုက်ပါရယ်။ခမားရဲ့အမြင်တွေကိုလည်းကွန်မန့်မှာရေးခဲ့ပေးကြပါဦး။ဒီလိုမျိုးတိတ်ပန်တဲ့နီးပညာသတင်းတွေကို နေတိုင်းသိကျင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့တောင်းဆိုပါရယ်။အနာဂတ်ကြောင်းတွေဆက်လက်လည်လာဖို့အမြဲတမ်းဆိုင်ဖိုင်ဇုံမှာရှိနေပေးကြပါဦး။